အားလုံးပဲမင်္ဂလာပါခင်ဗျာအစ္စရေးနဲ့အီရန်ကြားပြည်ပခါကရှိန်မြင့်လာပြီးကမ္ဘာကအနီးကပ်စောင့်ကြည့်နေပါတယ်ဘေကျင်းဆိုးရွားကလွန်ဆိုးရင်ပူပန်နေလို့တရုတ်သမ္မတရှီဂျင်းပင်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့ကလကနောက်ွယ်မှာတရုတ်ကစောင့်ကြည့်တာထက်ကြော်ပြီးလုံနေနိုင်ပါတယ်လွန်ခဲ့တဲ့ရက်နေ့ငယ်ကတရုတ်နိုင်ငံကနေဘာရီတင်ဆောင်ထားမှမသိတဲ့ကုန်စည်လင်းတွေဥရောပကိုဥတီပြန်တန်းထွက်ခွာခဲ့ပါတယ်ဒါပေမဲ့မျှော်လင့်မထားတဲ့လေစာမှုတစ်ခုရှိနေပါတယ်အဲ့ဒီလင်းတွေဟာသူတို့ဥတီထွက်ခွာခဲ့တဲ့နေရာကိုဘယ်တော့မှမှန်တကယ်မရောက်ရှိခဲ့ပါဘူး အဲ့ဒီလင်းတွေကတရုတ်ပြည်မြောက်ပိုင်းကိုဖျက်တမ်းကပါကစ္စတန်နဲ့တာမင်နစ္စတန်နိုင်ငံကိုဖျက်ချော်သွားပြီးနောက်ရေဒါကနေလုံးဝပျောက်ွယ်သွားပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့အဲ့ဒီလင်းတွေက IAEA လေကြောင်းပိုင်တဲ့ကိုဝင်ရောက်စင်မှာ၎င်းတို့ရဲ့ခြေရာခံစနစ်ကိုရွေချက်ရှိရှိပိတ်ထားခဲ့ပါတယ်။ဒါကဒီကြိမ်တစ်ခါအဖြစ်ပြန်မဟုတ်ပါဘူး။အချိန်တိုင်းအဲ့လိုဖြစ်တာပါ။တရုတ်လင်းတွေက IAEA နေဆက်အနီးမှာအမြဲလိုလိုပျောက်ွယ်သွားခဲ့ပါတယ်။အဲ့ဒီလင်းတွေအီရန်ကိုသွားနေတယ်ဆိုတာထင်ရှားပါတယ်။ဒါပေမဲ့လင်းတွေပေါ်မှာဘာတွေပါလာလဲ။ ဘာပစ္စည်းတွေလဲဆိုတာဘယ်သူမှတက်အပ်မပြောနိုင်ပါဘူး။လက်နက်ခဲယမ်းတွေ drone တွေဖြစ်နိုင်ပါတယ်။နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ပစ္စည်းတွေတောင်ဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်တရုတ်ကကမ္ဘာကိုဒီအကြောင်းမသိသေးချင်တာထင်ရှားပါတယ်။2023ခုနှစ် match လကိုပြန်သွားရင်တရုတ်ကရှေ့လယ်ပိုင်းဒေသမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာပါတယ်။ sorry နဲ့အီရန်ကြောင့်ငိမ့်ချိုင်းသဘောတူညီချက်ကိုကြားဝင်ဆက်ဆက်ပေးခဲ့ပါတယ်။ Palestine အဖွဲ့ကွဲ14ဖွဲ့ကို Beijing ကိုခေါ်ပြီး Unity Pact စီးလုံးညီညွတ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ တရုတ်ကအဲ့ဒီချိန်တုန်းကအမေရိကန်ကိုအရှေ့လက်ပိုင်းဒေသတွေကအမှန်တကယ်ကန်ထုတ်ပစ်ချင်တဲ့ပုံမှာဒါပေမဲ့အခြေအနေတွေပြောင်းလဲသွားပါပြီအစ္စရေးကအရှေ့လက်ပိုင်းဒေသမှာတရုတ်ရဲ့အရင်းနှီးဆုံးမိဖန်နိုင်ငံအီရန်ကိုတိုက်ခိုက်တိုက်ခိုက်ခဲ့ပါပြီအီရန်က၎င်းတို့ဟာဘယ်သူတဦးရဲ့ရုပ်သေးရုံမဟုတ်ဘူးလို့ခိုင်မာပြောကြားနေပေမဲ့မကြသေးခင်ကအီရန်ကအစ္စရေးပေါ်တိုက်ခိုက်မှုတွေကိုတရုတ်ကထောက်ပံ့မှုပေးခဲ့တာဟာဂျာနီနိုင်ငံဂျာဝင်စိတ်သက်ပေးသူအဖြစ်ယက်တည်နေတဲ့တရုတ်ရဲ့ပုံရိပ်ကိုတစားစီခြေမှွတ်ပျက်စီးပစ်ခဲ့ပါတယ် အဲ့ဒီနောက်မှာတော့တရုတ်ရဲ့ထူးခြားစမ်းကြတဲ့လေရင်ပြန်တမ်းမှုတွေထွက်ပေါ်လာခဲ့ပါတယ်။တရုတ်လေရင်တွေကလူစင်ဘတ်နိုင်ငံကိုထွက်ခွာမယ်လို့တရားဝင်စီရင်တင်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်လေရင်မှဥရောပလေပိုင်းနဲ့တဲကိုဝင်ရောက်မလာခဲ့ပါဘူး။လေရင်များစုက Boring 747ကုန်တင်လေရင်တွေဖြစ်ပါတယ်။ဒီလေရင်တွေကစစ်ဖက်ကုန်ပစ္စည်းတွေသို့မဟုတ်အစိုးရရဲ့ထူးလွှတ်ရေးစစ်စင်ရေးတွေမှာအသုံးပြုတဲ့လေရင်မျိုးစားတွေဖြစ်ပါတယ်။တချို့ကတော့အဲ့ဒီလေရင်တွေဟာတရုတ်နိုင်ငံသားတွေကိုဘေးလွတ်ရာရွှေ့ပြောင်းတဲ့လေရင်မျိုးစားတွေဖြစ်တယ်လို့ဖြန့်မှန်းပြောဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီယူဆချက်ကလေကြောင်းပြန်တမ်းမှုအချက်လက်မှားယွင်းနေတာသို့မဟုတ်ဘာကြောင့်ချင်းကန်စနစ်ကိုပိတ်ထားလဲဆိုတာကိုရှင်းမပြနိုင်ပါဘူးတရုတ်ကဒီလောက်ခီးရှည်ကြီးကိုဘာကြောင့်ပြန်တမ်းခဲ့လဲဆိုတာပြန်ကြည့်အောင်ပါအဖြေကတခုပဲရှိပါတယ်ရင်းနှံဖြစ်ပါတယ်ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလို့ပါသေးရင် channel လေးကိုလည်းလက်ရန် subscribe လုပ်ထားပေးပါအောင်ခင်ဗျာတရုတ်နိုင်ငံရဲ့အများပြားရှိတဲ့စက်ယုံကွန်ရက်တွေကလောင်စာစီနဲ့လည်ပတ်ပါတယ်အီရန်ရင်းနှံ90ရာခိုင်နှုန်းကိုတရုတ်ကိုရောင်းပါတယ်အီရန်ကနိုင်ငံတကာရေးယူပိတ်ဆို့ခံထားရမှုကြောင့် ရေနံကိုလျှော့စင်းနဲ့ရောင်းချရပါတယ်။သမရပူတင်ယူကရိန်းကိုကျူးကျော်မတိုက်ခတ်ခင်တော့ကကမ္ဘာပေါ်မှာဆန်ရှင်ချမှတ်ခံထားရဆုံးနိုင်ငံကအီရန်ဖြစ်ပါတယ်။ဒီမှာပဲအီရန်ရေနံကိုဝယ်ယူသူကတရုတ်ဖြစ်လာပါတယ်။အတူချုပ်ပြောရရင်အီရန်စိုးရဆက်လက်ရှင်သန်တည်ငြိမ်မှုအတွက်တရုတ်မှာအကြောင်းရင်းကြီးကြီးမားမားရှိနေပါတယ်။ဒါကြောင့်တရုတ်ကအီရန်ကိုလှုပ်ဝက်ကူညီဖို့အတွက်လက်နက်တွေအထူးသဖြင့်ခိမိလက်နက်တွေတောင်ပေးပို့နေလားလို့တချို့ကတန်တရားရှိနေကြပါတယ်။တစ်ချိန်တည်းမှာမြေပြင်မှာလည်းစစ်ပွဲကပိုဆိုးလာပါတယ်။အီရန်ဒုံးကြီးတစ်စင်းကအစ္စရေးနိုင်ငံတောင်ပိုင်းက ဆိုရကဆေးရုံကိုထိမှန်ခဲ့ပါတယ်။လုံးချီနဲ့တိုက်ခိုက်မှုကမနေ့9နာရီလောက်မှဖြစ်ခဲ့တာပါ။ဆေးရုံမှာတော်တော်ညံသွားပါတယ်။မျက်နှာချက်ကပျက်စီးတွေပြိုကျပြီးလူနာတွေကိုဘေးလို့ရရွှေပြောင်းတာနဲ့ဆေးရုံကဆင်းပေးလိုက်ရပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေရေးပေါ်ဆောင်ရွက်ခဲ့ရပြီးနိုင်ငံရေးကောင်းဆောင်တွေကအဲ့ဒီတိုက်ခိုက်မှုကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။အစ္စရေးကဆေးရုံတိုက်ခိုက်ခံရမှုကိုအီရန်ရဲ့စစ်ရာဇဝတ်မှုလို့ပြောကြားခဲ့ပါတယ်။အဲ့ဒီဆေးရုံကအစ္စရေးပါလက်စတိုင်းဂျူးနဲ့မွတ်စလင်လူမျိုးတွေပါကုသပေးနေတာဖြစ်ပါတယ်။ အီရန်ကတော့ဆေးရုံဘေးမှာကက်လျက်ရှိတဲ့အစ္စရေးထောက်လိုင်းအဆောက်အုံကိုချိန်ရွယ်ပစ်ခတ်တာလို့ပြောနေပေမဲ့ဘာတက်တည်အထောက်ထားမှမရှိပါဘူးအခင်းဖြစ်ပွားရာနေရာကဗီဒီယိုတွေမှာတော့ဆေးရုံအဆောက်အုံအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တာကိုပြသထားပါတယ်အီရန်ပြောသလိုအပေါ်ရှက်ထီတာမဟုတ်ပါဘူးဒီမှာပဲထိတ်လန့်စရာအကောင်းဆုံးကအစ္စရေးရဲ့ဒုံးကြီးကာဝေးစနစ်အင်အားနည်းလာပြီဆိုတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့24နာရီလောက်ကအစ္စရေးရဲ့အိုင်ယန်ဒုံးကြီးကာဝေးစနစ်ကဒုံးကြီး60ရာခိုင်နှုန်းနီးပါးကိုကြားပြတ်ပစ်ချခဲ့ပါတယ် ခုချိန်မှာတော့65ရာခိုင်နှုန်းလောက်သာပြစ်ချနိုင်မှာတော့တယ်။အီရန်ကခြေရန်ခံမှုခက်ခဲအောင်ပုံမြန်ပြီးခင်မီစမ်းတစ်တဲ့ဒုံးကျည်တွေကိုအသုံးပြုနေပါတယ်။အရင်ကအီရန်ရဲ့ဒုံးကျည်ဝင်လာပြီဆိုတာကိုအစ္စရေးတွေပြင်းစင်ချိန်10မိနစ်17မိနစ်လောက်ရရှိပါတယ်။အခုဆိုရင်6မိနစ်နဲ့9မိနစ်လောက်ပဲပြင်းစင်ချိန်ရပါတော့တယ်။အီရန်ရဲ့ဒုံးကျည်တွေကပုံမြန်ပြီးပိုစမ်းတစ်လာတာဖြစ်ပါတယ်။ဒီစစ်ပွဲမှာစက္ကန့်တိုင်းကအရေးကြီးနေပါတယ်။အီရန်ဒုံးကျည်တွေကြောင့်အစ္စရေးတွေစိုးရိမ်စရာဖြစ်လာပါတယ်။အီရန်ကဒုံးကျည်တွေနဲ့မကြာခဏတိုက်ခိုက်လာပြီး တိကျမှုပိုရှိလာပါတယ်။ဒီချိန်ထဲမှာအစ္စရေးရဲ့ဒုံးကြီးကာဝေးစနစ်ကလည်းအသေးအတန်ရုန်းကန်နေရပါတယ်။အစ္စရေးရဲ့အိုင်ယန်ဒုံးနဲ့ဒေးဗစ်စလင်ဒုံးကြီးကာဝေးစနစ်ကနှိမ်ယံမှုကြာဆင်းလာတာစိုးရိမ်စရာဖြစ်ပါတယ်။အစ္စရေးနိုင်ငံထဲမှာလက်ရှိတပ်ဆွဲထားတဲ့အမေရိကန်စစ်သား300လောက်ရှိပြီးအဲ့ဒီထက်ကအတော်များများကအစ္စရေးရဲ့လေကြောင်းကာဝေးစစ်စင်ရေးမှာတိုက်ရိုက်အကူအညီပေးနေပါတယ်။ဒါပေမဲ့အမေရိကန်ကအကူအညီပေးနေတာတောင်အီရန်ဒုံးကြီးအများပြားကိုရက်တက်မှုခက်တဲ့ခက်လာပါတယ်။ဒုံးကြီးတွေကိုပြစ်ချတဲ့ကုန်ကျစရိတ်ကမယုံနိုင်လောက်အောင်ကြီးမားပါတယ်။ အစ္စရေးရဲ့ဒုံးကြီးကာဝေးစနစ်တွေဖြစ်ကြတဲ့ David Sling Aero 2နဲ့ Free Snit တွေကဒီကြိမ်ကြားဖြတ်ပြစ်ချတိုင်းဒေါ်လာတစ်သန်းကနေ၃သန်းကြားကုန်ကြပါတယ်။အမေရိကန်ကထောက်ပံ့ပေးထားတဲ့ Task Snit ကပိုဈေးကြီးပြီးတစ်ခါပြည့်ရင်အမေရိကန်ဒေါ်လာ၁၂သန်းကနေ၁၄သန်းထိကုန်ကြပါတယ်။ဒီလိုဈေးကြီးပေမဲ့မျိုးတွေကိုဒုံးကြီးထိမှန်တာတဲ့စာရင်အီရန်ဒုံးကြီးတွေကိုလေထဲမှာပဲပြစ်ချလိုက်တာကဈေးပိုတက်တာတယ်လို့ Israel ကယူဆပါတယ်။မျိုးတွေကိုဒုံးကြီးထိမှန်မယ်ဆိုရင်ဒေါ်လာသန်းရာပေါင်းများစွာဆုံးရှုံးပြီး လူတပ်ပေါင်းများစွာကိုချင်းချောက်နေတယ်လို့အစ္စရေးကစဉ်းစားပါတယ်။ဒါပေမဲ့ပြဿနာရှိနေပါတယ်။ဂျားပြတ်တက်ခိုက်လက်နက်တွေကအလွန်ဈေးကြီးပြီးအများပြားထုတ်လုပ်ဖို့အလွန်ခက်ပါတယ်။အီရန်ကဒုံးကျည်တွေကိုနေ့စဉ်တလိုင်းပြီးတလိုင်းပစ်ခတ်နေတာကြောင့်အစ္စရေးကလည်းသူ့မှာအကန့်အသတ်နဲ့ရှိတဲ့လက်နက်တွေကိုမဖြစ်မနေထုတ်သုံးနေရပါတယ်။အစ္စရေးမှာအဲ့လိုဂျားပြတ်တက်ခိုက်လက်နက်ဗနက်လက်ချီမှန်းဘယ်သူမှတိကျမသိပါဘူး။ဒါကလှုပ်ဝဲဖြစ်ပါတယ်။ဒါပေမဲ့အကန့်အသတ်နဲ့သာရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်။တဖြည်းဖြည်းနဲ့အစ္စရေးကခက်ခဲတဲ့ဆုံးဖြတ်ချက်တွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ်ဘယ်တုံးကြီးကိုပြစ်ချမယ်ဘယ်တုံးကြီးကိုလွတ်ပေးမယ်ဆိုတာမျိုးထိဖြစ်လာနိုင်ပါတယ်ဒီပြစ်ပက္ခကရေကုန်ရေကန်းတိုက်တဲ့စစ်ပွဲပုံစံဆောင်းလာပါတယ်အစ္စရေးရောအီရန်ရောနှစ်ဖက်လုံးကတစ်ဖက်စီရဲ့ဒုံးကြီးတွေကိုဖြုံးတီးဖို့ကြိုးစားနေပါတယ်အစ္စရေးကအီရန်နိုင်ငံအတွင်းပိုင်းဒုံးကြီးအဆောက်အုံနေရာတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်အီရန်တိုက်ခိုက်မှုစွန့်ရင်နေကွေးသွားစီဖြစ်ပါတယ်တစ်ချိန်တည်းမှာအီရန်ကလည်း၎င်းရဲ့ဒုံးကြီးတိုက်ခိုက်မှုတွေကိုအတင်းရှည်တို့လှုပ်ဆောင်နေပါတယ်အစ္စရေးရဲ့မူလရည်ရွယ်ချက်ကရှင်းပါတယ်အီရန်ကနျူကလ িয়ার နဲ့နဲ့ဘယ်တော့မှမပိုင်ဆိုင်ရည်ဖြစ်ပါတယ် ဲ့ဒီအတွက်အီရန်ရဲ့နျူကလ িয়ার အဆောက်အုံအားလုံးကိုလုံးဝအမြင့်ပြတ်ချိန်မုံးရမှာဖြစ်ပါတယ်။နျူကလ িয়ার ဆက်ယုံတယုံရှင်းသန်းကြံနေတောင်းအီရန်အတွက်ပြန်တီဆောက်ဖို့အခွင့်အလမ်းဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်အစ္စရေးကအမေရိကန်ရဲ့အကူအညီကိုလိုချင်နေတာဖြစ်ပြီးအကူအညီလည်းရခဲ့ပြီဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နက်တန်ယာဟူးကအမေရိကန်သမ္မတထရန့်နဲ့တူနေတိုင်းလို့လို့ဖုံးပြောဖြစ်ပြီးအမေရိကန်ကအီရန်နျူကလ িয়ার site တွေကိုဘုံကျဲတိုက်ခိုက်မှုမှာအစ္စရေးကအမေရိကန်နဲ့တူပြင်ဆင်ခဲ့တယ်လို့ပြောပါတယ်။ထရန့်ရဲ့တန်နမန်စတိတ်ဝက်ကော့နဲ့ ပြည်နိုင်ငံသားရေးဝင်ကြီးတို့ဖုန်းနဲ့ဆွေးနွေးခဲ့ပါတယ်။ဒါကစစ်ပွဲစတင်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဆွေးနွေးခဲ့မှုဖြစ်ပါတယ်။ Israel ဘုံကျဲတာရက်မှစစ်တဲ့ညီနိုင်မှုပြုလုပ်မယ်လို့အီရန်ကပြောပါတယ်။ Trump ရဲ့ရည်တည်ချက်ကဘာလဲ။အီရန်မျိုးပေါ်မှာယူရေနီယံတန့်စင်မှုလုံးဝမရှိသေးဘဲဖြစ်ပါတယ်။ဒီကမ်းလှမ်းမှုကအသေးစမ်းမဟုတ်ပါဘူး။အီရန်ကသူ့မျိုးပေါ်မှာယူရေနီယံတန့်စင်မှုမလုပ်ဘဲတရုတ်လိုနိုင်ငံတွေကတန့်စင်ပြီးသားယူရေနီယံကိုဝယ်သုံးနိုင်တယ်လို့မေဂန်ဆိုးရကရခိုင်ကလေးကကမ်းလှမ်းခဲ့ပါတယ်။ ီရန်ကအမေရိကန်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီးနောက်စစ်တဲကိုအမေရိကန်ဝင်လာခဲ့တာဖြစ်ပါတယ်။တန်တမန်ကြီးကကျိုးဝဲမှုတွေအချိန်ကြာမြင့်စွာလှုပ်ဆောင်နေစင်မှာပဲ။အစ္စရေးကလည်းလေကြောင်းကနေဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် RF ဒေသမှာရှိတဲ့အီရန်ရဲ့ Heavy Water Nuclear တပ်ပေါင်းကိုထိခိုက်ပျက်စီးခဲ့တာကိုဂျိုရုတပ်ပုံတွေကအတည်ပြုနိုင်ခဲ့ပါတယ်။အချိန်ထဲမှာလူသေဆုံးမှုတွေလည်းမြင့်တက်နေပါတယ်။ဝါရှင်တန်ခြေစိုက်လေသားလောက်တဲ့လူခွင်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့တစ်ပတ်တည်းမှာတင်အီရန်နိုင်ငံသား640ဦးသေဆုံးပြီး1400ဒဏ်ရာရရှိခဲ့ပါတယ်။ တိဆုံးသူတွေထဲမှာရဲသား263ဦးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်154ဦးပါဝင်ပါတယ်ကျန်တဲ့လူတွေကတော့ဘယ်သူဘယ်ဝါမှမသိရသေးပါဘူးပြည်နယ်နိုင်ငံထဲမှာ internal line ကျသွားပါတယ်60ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိကျသွားပါတယ်အီရန်စိုးရွားကအစ္စရေးထောင်လိုင်းရေးကိုသာမကသူ့ပြည်သူတွေကိုဘာတွေဖြစ်နေလဲဆိုတာမသိအောင်ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်အစ္စရေးကလည်းတင်းတင်းကြပ်ကြပ်ထိန်းချုပ်နေပါတယ်လုံခြုံပြတဲ့နေရာတွေကြားတဲ့နေရာတွေနဲ့စစ်ဖက်နေရာတွေကိုရိုက်ကူးရေးလုပ်တာကိုတားမြစ်တဲ့ဥပဒေအစ်စ်ထုတ်ပြန်လိုက်ပါတယ် ဥပဒေချိုးဖောက်သူတွေကထောင်ထန်လ20ကနေလ30အထိချမှတ်ခံရမှာဖြစ်ပါတယ်ဒီစစ်ပွဲကိုလက်နက်တွေနဲ့တိုက်နေတာမဟုတ်ပဲသတင်းချက်လက်တွေနဲ့တိုက်ခိုက်နေတာပါကဘာကြီးကလည်းအသက်အောင်ပြီးစောင့်ကြည့်နေပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ